ားလုံးပဲမင်္ဂလာပါ။ဒီနေ့တင်ဆက်ပေးမှာကတိုင်းပြည်ရဲ့လမ်းစဉ်အပိုင်း22ပဲဖြစ်ပါလေ။ဒီဇလန်းလေးမစခင်မှာတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နှိပ်ထားပေးဖို့မြစ်တာရက်ခံကြင်ပါလေ။ဇလန်းရဲ့အစမှာတော့ရန်ခိုင်လဲ၃ယောက်၁ယောက်ဖြစ်နေတော့ဘလို့မှမကူခံနိုင်ပဲသူတို့ထိုးကျိတ်တမျကိုခံနေခဲ့ရပါလေ။အဲ့ဒီအချိန်မှာရန်ခိုင်စီကနေအမွေတက်ဆွမ်းအားတစ်ခုထွက်လာတာကိုတွေ့လိုက်ရပါတယ်။ ထို့ကြောင့်ချောင်းဝင်းလဲအဝေးကနေနှမ်းတိုက်ခိုက်လိုက်တော့သူလဲလွင့်သွားခဲ့ရပါတယ်။နှစ်ယောက်တယောက်ဖြစ်နေတဲ့အပြင်ချောင်းဝင်းကလည်းအနောက်ကနေအလေးဝတိုက်နေခဲ့တော့ဒီလိုသာအရိုက်ခံနေရရင်ဒုဗိဒဖြစ်သွားပါလိမ့်မယ်။ထို့ကြောင့်ပြန်တိုက်ဖို့အချိန်ကောင်းရှာကာပြန်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့အင်အားချင်းက မျှတမနေခဲ့ပါဘူး။တပတ်မှလဲစူးရန်ကတိတော်ထောင်လဲဝင်လာချိန်မှာတိုက်ခိုက်တံပြီးကြားနေခဲ့ရပါတယ်။ ခြောင်ဝင်းကလည်းနှိမ့်ဆက်တာရက်ပြီးလူကိုတီစီအောင်မရိုက်နဲ့လို့ပြောလိုက်ပါတယ်။ထို့နောက်ခန်းယုံမုံအရှင်ဆုံးပဲရှိသေးပေမဲ့သူ့ရဲ့ထိုးချက်တွေကရင်းထန်တယ်။တစ်ချက်လောက်ထိရင်လည်းနစ်နေရပဲလို့နှစ်ယောက်သားပြောဆိုနေခဲ့ပါတယ်။ခြောင်ဝင်းတို့ပြန်ထွက်ဖို့လုပ်လိုက်ချိန်မှာရန်ခိုင်းလည်းအမွေးသက်ဆွမ်းအားတွေအရှံပယ်နဲ့ပြန်ထလာပါလေသူတို့လည်းဒူမဟုတ်သေးရလားဆိုတာမျိုးလုံးတွေပြုပုံပါလေချောင်းဝင်လည်း ရန်ကန်ရဲ့စွမ်းရည်အတက်ကြကခန်းယုံပုံအထုတ်လေးရောက်နေပြီးချီဆွေပုံရောက်ကိုတလမ်းမဲလူတော်တွေလို့ညွှန်းနေချိန်မှာရန်ကန်ကပြေးဝင်တိုက်ခိုက်လာခဲ့ပါလေတစ်ဖက်ကလူတယောက်လည်းပြန်တိုက်ခိုက်လိုက်ပြီးမဲ့သူပဲလွင့်သွားရပါတယ်ချောင်းဝင်လည်းမနေတာတော့ပဲထိတ်တိုက်ရင်ဆန်လိုက်ပါတယ်နေအောင်လို့အနောက်ကိုလွင့်သွားခဲ့ပြီးချောင်းဝင်းလက်တွေလည်းထူးဆန်းတဲ့စွမ်းရည်ကြံကိုခံလိုက်ရပါတယ်ခုနောက်နှစ်ယောက်တစ်ယောက်အပြန်အလှန်တိုက်ခိုက်နေရင် ချောင်းဝင်လဲသူတို့ကိုအာယုံလွဲလို့ပြောကအနောက်ကနေချောင်းချောင်းတိုက်ခတ်လိုက်တာညံခိုင်းလဲလွင့်ကအုံနေရတဲ့အထိဂျုံဝင်သွားခဲ့ပါလေသူ့ရဲ့ရိုက်ချက်ကြောင့်ညံခိုင်းကိုပြန်မထနိုင်တော့ဘူးထင်ခဲ့ပေမဲ့အယူတကောင်ကိုပြန်ထလာခဲ့ပါလေချောင်းဝင်တို့လဲအကုံချောင်းအန်းတွေဖြစ်ကုန်ကတေရဲ့အထိချဖို့အမိတ်ပေးလိုက်ပါတော့တယ်ထို့အချိန်မှာပဲတကားမှာအီးတဲ့တွေခဲကပောက်ကွဲသွားခဲ့ပါလေထို့နောက် ။စူးရံနဲ့အထဲကိုဝင်လာခဲ့ပြီးရန်ကိုင်းခန္ဓာကိုယ်ထဲအေးဆိုင်နေဖယ်သွင်းပေးလိုက်ပါလေ။ခုနောက်စူးရံမှအတွဲခေါ်ကအပြင်ထွက်ခံပြီးသူတို့ကိုဘယ်သူလောက်တာလဲမေးလိုက်ပါလေ။အကုန်လုံးပါဆိုတဲ့အဖြေကိုချောင်းဝင်လဲပြောလိုက်ပါလေ။စူးရံလည်းဖက်သွားတော့ပျော်သေးတယ်။သူနဲ့မတိုက်ရလာလို့ဒီနေခဲ့ပြီမဲ့အီးလိုင်းတစ်ခုခြံခဲ့ကနောက်ဆုံးပောက်ဝဲသွားခဲ့ပါလေ။ ။ချောင်းဝင်းတို့လည်းအပြင်းနဲ့တန်းရပြီးရကုန်ကြပြီ။ခိုင်းတုံးခိုင်းတဲ့ကအစင်းတဲ့တပည့်လို့မပြောရဘူးလို့တွေးကကြံခဲ့ပါရဲ့လေ။စူးရံတို့လည်းဒင်းရွန်ထန်းတို့ကိုတွားခဲ့ခဲ့ကြပါလေ။ဒင်းရွန်ထန်းကလည်းရန်ခိုင်းတို့ကိုတွေးတော့အမစူးရံကငါ့ပြီးမှအဲ့လိုသားရှိရင်ငါတည်ဖို့တောင်ဆန္ဒရှိရဲ့လို့တွေးနေခဲ့ပါရဲ့လေ။နောက်တစ်ခါမှတော့သူတို့အပြင်ကိုရောက်သွားချိန်မှာဒိုင်းသားတွေလည်းပွဲစီနေခဲ့ကြပါရဲ့။ ညခိုင်းလဲဒီဘွဲကမင်းကိုရည်ရွယ်လာနေမယ်လို့စူးရံကိုပြောလိုက်ပါတယ်။ဆရာသူအမဖြစ်သူစူးရံဟာလူမြင့်ဝင်းကြီးမှာလျောက်ရားနဲ့မှတွေ့သာတွေ့လာမလုပ်ဘူးတော့ညခိုင်းလဲအခုချိန်မှာတကိုင်းလုံးရဲ့မနာလိုခံရဆုံးသူဖြစ်လာခဲ့ပါတယ်။ညခိုင်းလဲအရင်ပြင်းနဲ့တက်ပြတ်ခြင်းစိတ်တွေခံစားမိနေတဲ့အချိန်မှာပဲညီမကြီးအခုခက်ခဲအောင်မလုပ်ပါနဲ့တောင်းဝင်နဲ့မလုပ်ပါဆိုတဲ့အတန်နဲ့အတူခုန်ချံရောက်လာခဲ့ပါလေ။သူက ်မင်းဆောင်အဆောင်ရဲ့ဒုတိယအတ္တမှာဆုံးယူငယ်မျိုးဆက်ချန်ဟုံးချန်ပဲဖြစ်ပါတယ်။စူးရန်ကလည်းနားပဲဘူးကိုပဲပြောနေခဲ့ပါတယ်။သူကလည်းခိုင်းစည်းကမ်းချိုးပေါက်ထားပြီးဒါကြောင့်အုပ်ချုပ်သူအကြီးကဆုံးဖြတ်ချက်မချခင်အထိတရောက်မှထပ်သွားခွင့်ပြုလို့မရဘူးလို့ပြန်ပြောလိုက်ပါတယ်။ရန်ခိုင်းလည်းငါတို့ဘယ်ကိုင်းစီမင်းကိုချိုးဖောက်မိလို့လဲလို့မေးလိုက်ပါတယ်။အုပ်စုလိုက်ရန်ဖြစ်တာလူတက်ဖို့ကြံစီတဲ့တရားစီရင်ရေးခန်းမကိုမထီမဲ့ညင်လောက်တာတွေဟာ ရင်းဆောင်အဆောင်ကနေနှင်ထုတ်ခံရဖို့လုံလောက်တယ်လို့ပြောလိုက်ပါတယ်။စုရံကလည်းသူပြောတဲ့အဖြစ်တွေကိုတခုချင်းခြေပနေခဲ့ပြီးတစ်ဖက်ကလူတွေမပါပဲရန်ဖြစ်လို့ရလားပြန်မိလိုက်ပါတယ်။ဟုံချန်လည်းတစ်ဖက်လူကပထမအကြီးကဲရဲ့မျိုးကိုဘသူဖန်ရမှာလဲလို့တွေးနေချိန်မှာစုရံကလည်းလူတက်တယ်ဆိုတော့အလောင်းကပမာလဲတရားစီရင်ရေးခန်းမကမထီမဲမြင်တယ်လို့ပြောရအောင်မင်းတို့ကရောတရားမျှတမှုရှိလားလို့ပြောကတကူချင်းပြန်ခြေပနေခဲ့ပါတယ်။ဟုံချန်လည်းမငင်းနိုင်တော့ပဲ ညီမကစီမင်းစည်းကမ်းတွေကိုပို့နားလည်မှာပေါ့လို့ပြောလိုက်ပါတယ်။ထို့နောက်နှစ်ယောက်သာစကားအခြေအနေပြောနေရင်ညီမငါမင်းကို စိတ်ရင်းမှန်နဲ့ဆက်ဆံတယ်။ဒါကိုမင်းကဒီမှာဘာမှမဟုတ်တဲ့လူအတွက်နဲ့ငါကိုအတိုက်ခံလုပ်တယ်လို့ပြောလိုက်ပါတယ်။ဟုန်ချန်ရဲ့အနေထားကစူးရံကိုကျူနေမှန်းသိသက်လာခဲ့ပါတယ်။ထို့နောက်မင်းကရန်ခိုင်းလားလို့မေးလိုက်ပါတယ်။ရန်ခိုင်းလဲဆရာတို့ကိုဘာကြံပေးစရာရှိလဲလို့မေးလိုက်ပါတယ်။အခုကိစ္စတွေအားလုံးက မင်းစားလို့ဖြစ်တာတဲ့ပြဿနာကြီးအဲ့တော့မင်းစီယာတူညီမကိုမညီစွန်းစီခြင်းဘူးဆိုရင် ကိုအတီနယ်ကိုပြန်ဝင်သွားလိုက်လို့ပြောလိုက်ပါတယ်အဲ့အချိန်မှာရန်ခိုင်းလဲမူးကျင်အောင်ဆောင်းလိုက်ပြီးဆူယန်းကိုဖတ်လိုက်ပါတယ်ဟုန်ချန်ဒေါသလည်းထွက်လာနေခဲ့ပါထို့နောက်ကျွန်တော်လည်းစီယာတူအမကိုဝင်မပါသေးခြင်းမဟုဒါကြောင့်သူဖြစ်ချင်တယ်လို့ပဲလုပ်တော့မယ်လို့ပြောလိုက်ပါတယ်ရန်ခိုင်းဟာအခုလင်းချောင်အဆောင်နဲ့ရန်သူနေမကပဲဂိုင်းသုံးဂိုင်းကယောက်ျားတူကြီးရဲ့တရားဝင်ရန်သူဖြစ်လာခဲ့ပါပြီ ဆူရန်ကလည်းသူ့ဘဝတစ်လျှောက်လုံးဘယ်ယောက်ျားနဲ့မှဒီလောက်မရင်းနှီးခဲ့ဘူးပါဘူး။ဒါပေမဲ့ဘုံချန်ကိုသူကဒေါသထွက်အောင်လုပ်တာမလို့ဒီတခါတော့သူနဲ့လိုက်ကစားပြီးလိုက်ပါတယ်။ဒီလိုနဲ့အသားယူဖို့တော့မတွေးနဲ့လို့တွေးကဟုတ်တယ်လို့ပြန်ပြောလိုက်ပါတယ်။အကုန်လုံးလည်းအံ့ဩကုန်ကြပါတယ်။ထို့နောက်သူတို့နှစ်ယောက်လည်းတရားဥဆောင်နေကြပါတော့တယ်။ဖေဝါ你说谁是废物？呃。